ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာအက္ကသောရေးသားထားတဲ့စုံမကြီးတော်ပြင်းနဲ့မေပြင်းရဲ့မင်္ဂလာပွဲအပိုင်း64ကိုတင်ဆက်ပေးကြမှာရယ်အစီအစဉ်လေးစတင်ခင်မှာကျမရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြမှာရယ်ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရယ်ရှင် မဲပြင်းမှာလဲကျသွားတဲ့ဖိုးမောင်ကိုဆွဲပွေလိုက်ပြီးဖိုးမောင်ခေါင်းမှာရှိတဲ့ထံအားကိုလက်နဲ့ပုတ်သက်ပေးလိုက်ပါရယ်ဒီခါမှာဖိုးမောင်ရဲ့ဥကောင်းမှာသွေးဆိုင်ရှင်ရှင်ကျနေတဲ့ထံအားမှာရှိပစ်တလူပြောက်ကင်းသွားပြီးတပံဖိုးမောင်ရဲ့လက်မောင်းမှာရရှိထားတဲ့ထံအားကိုလက်ဝါးနဲ့အုပ်လိုက်ပါရယ်ဟတ်တက်ွဲနေတဲ့ဓာချက်ထံအားမှာသူ့အလိုလိုပြန်စီသွားကအသားစာရီကလည်းအချင်းချင်းပူကပ်သွားပြီးရယ်နော်အမယွတ်တောင်မှကြမ်းမဲသူ့အလိုလိုပြန်ကောင်းသွားပါရယ် ြန်ပတံရရီတတတာသွားပြီလေတောင်းနဲ့ရိုက်ခံရတဲ့ထင်အားကြောင့်ဖိုးမောင်မလူမမသိအောင်မိမျောနေပါသေးတယ်။မဲပြင်းကဖိုးမောင်ရဲ့နှထင်ကိုလက်ညှိုးနဲ့ထားလိုက်ပြီးဖိုးမောင်ရဲ့စိတ်ကိုစိတ်နဲ့ကုသလိုက်ပြီးပြီးတဲ့နောက်ဖိုးမောင်မမျက်လုံးတွေပွင့်လာကမျက်တောင်မှပုတ်ခတ်ပုတ်ခတ်ဖြစ်လာပါရဲ့။ဖိုးမောင်တတိယလာရာနဲ့မဲပြင်းကိုမော်ကြည့်လိုက်ရင်ကုန်းထားလိုက်ပါရဲ့။ဘလို့လဲကိုကိုရှိခေါနဲ့ကျုံနဲ့မင်္ဂလာကိစ္စအခုတားနိုင်ခဲ့ရမှာလား။ဖိုးမောင်ကမျက်ရည်တွေပူပူပေါက်ပေါက်ကျလာပြီးတဲ့နောက်ခေါင်းခါပြလိုက်ပါရဲ့။ ။မေပြင်းမှာဖိုးမောင်ကြည့်ရင်စိတ်အားငယ်သွားပါရဲ့။ဘလို့များဖြစ်တာလဲအကိုရဲ့။အကိုမတားနိုင်တော့မေပြင်းအကိုတချင်ရပေးခဲ့ဖို့တဲ့ကလေးတစ်ခုကြောင့်ဒီမင်္ဂလာကိစ္စအကိုမတားစီနိုင်တော့ဘူး။အကိုကတကြီးမဖြစ်ခင်မှာကိုရှိခေါအကိုတကြီးဖြစ်အောင်ကုညီမယ်လို့ပြောခဲ့တယ်။အကိုတကြီးဖြစ်တဲ့အခါကျတော့ရှင်သူ့လိုချင်တဲ့အရာကိုပေးမယ်ဆိုပြီးခရီးပေးခဲ့ဖို့တဲ့မေပြင်း။ဒါဆိုရင်သူ့လိုချင်တဲ့အရာဟုတ်တယ်မေပြင်းသူ့လိုချင်တဲ့အရာမင်းမယ်။အဲ့ကလေးကိုအသုံးချပြီးတော့သူအကိုအကြက်ကင်နေမေပြင်း ပြီးတော့အကုတ်ဘွားကလည်းသူ့လက်ထရာရှိသူ့ကျိုးဆွဲရကားပြနေရတဲ့ရုပ်သရုပ်ဆိုတော့အကုတ်ဒီမင်္ဂလာပွဲမတားဆီးနိုင်ခဲ့ဘူး။မဲပြင်းလဲတွေ့ဝင်ငင်းမောနေရင်တစ်ချက်တည်ငြိမ်သွားပါရဲ့။ဒါဖြင့်သူကအဲ့ကိုရှိခေါနဲ့လက်ထရာရောက်မှာပေါ့နော်။အဲ့လိုတော့မဖြစ်စေအောင်မဲပြင်းအကုတ်မဲပြင်းကိုဒီလူရဲ့လက်ထဲကိုထည့်မပေးလိုက်နိုင်ဘူး။အကုတ်မဲပြင်းလုံးဝအဆုံးရှုံးမခံနိုင်ဘူး။မေပြင်းလည်းမတက်ထရလိုက်ပြီးတော့သွားစမှာအကိုရဲ့အကိုသာမေပြင်းကိုတကယ်ချစ်တယ်ဆိုရင်ကိုချစ်သူသူများလက်ထဲရောက်သွားမယ့်အရေကိုရအောင်တားဆီးနိုင်ခဲ့ရမှာပေါ့ ဖိုးမောင်ကတွန့်ဆုံနေပါတယ်။ရွှေခေါကမေပြင်းကိုလူချင်းတကြီးရူနဲ့စီစိန်တွေကိုဆွန့်လို့ရမယ်လို့ဆိုပြီးမဲ့ဖိုးမောင်ကမဆွန့်လို့နိုင်ခဲ့ပါဘူး။မေပြင်းကိုရှင်တဲ့အသေးတွေကချစ်မြတ်နိုးလာပြီးမဲ့လေခက်ခက်ခက်ခဲရယူထားတဲ့တကြီးရူနဲ့စီစိန်ကိုမဆွန့်လို့နိုင်ပါဘူး။မေပြင်းကအမောင်တို့အတွင်ကိုလှမ်းလျှောက်သွားရင်တော်ပြီအကိုကျုပ်စိတ်ပြတ်သွားပြီ။အကိုကအတော့မကြတဲ့လူတစ်ယောက်ပဲ။မေပြင်းကအဲ့လိုတစ်ချက်ပြောပြီးတော့အမောင်တို့အတွင်ကိုဝင်ရောက်ပြောက်ွယ်သွားပါရဲ့။ ဖိုးမောင်ကနှာကျင်စာအဟစ်ပြီးအင်ကိုတောက်တဲ့ခေါင်းငယ်ဆိုင်ချပြီးပြန်လာခဲ့ပါရယ်ဖိုးမောင်ကအိမ်မော်တလန်းချစ်လန်းကြလာပြီးအိမ်မော်ရောက်တဲ့အခါမှာမီရိုပေါ်မှာတင်ထားတဲ့နိုင်ငံခြားဖြစ်အရက်ပလင်းဤအတွင်းကအရက်ပလင်းတစ်ခုကိုကောက်ယူလိုက်ပြီးနှာခေါင်းဝမှာတီးပြီးမော်တော်ချလိုက်ပါရယ်အဲ့နော်တော်တာတထွန်းနဲ့အရက်ပလင်းတွေကိုလက်နဲ့တွန်တိုက်ချကနိုင်ရန်ကိုလေလက်သီးနဲ့တုံးလေးချက်ခံထိုးချလိုက်ပါရဲ့ဟုတ်တယ်ငါဟာအတော့မကြတဲ့သူငါဟာအတော့မကြတဲ့လူတယောက်ပဲ ဖိုးမောင်ကအဲ့လိုရှိယူရင်အရက်ပလင်းလေးချာကိုလဲကြသွားပါရဲ့အဲ့ညမှာတော့မေပြန်အိတ်ခမ်းတွင်ဝင်ပြီးငိုကြွေးပါရဲ့မေပြန်ကတော့မိခင်ဖြစ်သူမရိမ့်မိစေဖို့ရန်အတွက်အခန်းကိုဝင်ပြီးတပတ်တထဲကိုပါစက်မှကိုက်ပြီးကြိတ်ငိုပြီးမယ်လေမိခင်ဖြစ်သူမမေဖြူကတော့မေပြန်ကိုအရေးတကြီးကြီးနဲ့ကြည့်နေတတဲသူမို့အခုလေမေပြန်ကိုနေရာကိုအကဲခတ်ကြည့်ရင်စိတ်မကောင်းဖြစ်မိပါရဲ့ငါလုံးမိတာမှားသွားပြီလားငါလုံးမိတာသမီးလေးကိုနာကျင်စေမိသွားပြီလားမမေဖြူတွေ့ဝေနေမိပါရဲ့ အဲ့ဒီအချိန်မှာပဲဖွားချမ်းသာပြောက်မမေဖြူရဲ့အနာကိုရောက်လာပြီညီတို့တာမိကြရဲတော့ငါဝဲမပါချင်မအောင်မေဖြူရဲ့တိုင်မဲ့တခါတလေတော့ကျုပ်ကသူ့အတွက်စေနာထားပြီးတော့ကောင်းပါစေတော့ဆိုပြီးတော့လှုပ်လိုက်တဲ့အလုပ်တစ်ခုဟာတစ်ဖက်သားအတွက်ကတော့ဝေးနာဖြစ်ပြီးတော့နာကျင်စရာမျိုးဖြစ်တတ်တယ်မဟုတ်လားမမေဖြူကဖွားချမ်းသာကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးတမီးလေးကနာကျင်ရတယ်ဆိုပေမဲ့အဲ့နာကျင်မှုကတခဏပါပဲဖွားချမ်းသာရဲ့ကျုပ်လှုပ်လိုက်တဲ့အလုပ်ကတမီးကလေးရဲ့တပွားလုံးစာကောင်းစားဖို့အတွက်ရွေးချယ်လိုက်တဲ့လုပ်ရပဲကျုပ်တို့ဒါမိဘတက်အနေနဲ့အမှန်ကန်ဆုံးပါပဲဖွားချမ်းသာ ဖွားချမ်းသာဘာမှမပြောတော့ဘဲစိတ်လေးကြည်ဥသာဖွားပါရယ်မမေဖြူကအခန်းကျွမ်းမှာငိုနေတဲ့မေပြင်းကိုတစ်ချက်ကဲခတ်ကြည့်ငိုလိုက်စမ်းပါတမီလေးရယ်တမီလေးစိတ်ရှိလက်ရှိတာငိုလိုက်စမ်းပါတမီခုငိုကြွေးခဲ့ရတဲ့အရာတွေကတစ်ချိန်ကျရင်တမီလေးပျော်ရွှင်ဖို့တမီလေးကောင်းစားဖို့အတွက်ပဲဆိုတော့ဒီနေ့တမီနားလည်မှာပါမေပြင်းကတယောက်တည်းကြိတ်ပြီးတညာလုံးငိုနေရှာပါရယ်နောက်တနေ့မနက်အစောမှာတော့ရွှေခေါကတပည့်တပန်းနေနဲ့အတူမေပြင်းရဲ့အိမ်ကိုရောက်လာပြီးမမေဖြူမှရွှေခေါကိုဖျားခင်းကကြွဆူပါရယ်ကြော့ ဒါနဲ့မဲပြင်းရောမတွေ့ပါလားရှိပါတယ်မောင်ရဲဟဲ့တမီးမဲပြင်းရေဒီမှာဧည့်သည်တွေအကျဉ်းကြီးလေးလာချပေးပါအောင်ကွယ်မဲပြင်းကမျက်နှာစုပ်ပုတ်ပြီးရင်းနှွေးချက်ကြောက်အိုးထည့်ထားတဲ့လင်မန်းကလေးတစ်ခုကိုကင်ပြီးအိမ်နောက်ဖိရနေထွက်လာခဲ့ပါတယ်ရှစ်ခေါရဲ့ရှေ့ရောက်တဲ့ခါမှာလင်မန်းကိုစောင်းအောင်ကချပေးလိုက်ပါတယ်ဟဲ့တမီးဘလို့ဖြစ်နေရလဲဧည့်သည်အားနာစရာကြီးရွှေခေါကမေပြင်းကိုစူးစူးရဲရဲစိုက်ကြည့်နေကြတော့မေပြင်းကရွှေခေါကိုမျက်မှောက်ကျရင်ပြန်ကြည့်ပါရီရွှေခေါကပြုံးပြီးတော့ မျက်မှောက်ကျအလားပြတ်နေပါဦးမယ်မေပြင်းရဲ့ဒီလိုတုံတုံမုံမုံရလုံမထားပါနဲ့အိုးကြောက်ပါကြောက်မျက်နှာဘလို့ပဲလှုပ်လို့ပေါ့ရှင့်ဘူးပါသလားမမေဖြူကမေပြင်းရဲ့ပေါလှမ်းကုတ်ပြီးဟဲ့သမီးဘလို့ပြောလိုက်တာလေမောင်ရွှေကနောက်ဆိုသမီးရဲ့လင်းအောင်စားဖြစ်တော်မှာမဟုတ်လားတောက်နေတောက်လေးလေးဆဆဆဆန်စားမှာမေပြင်းကမျက်နှာလှဲလိုက်ပြီးရှုံမဲ့ပါတယ်အော်တနေ့မောင်ရဲ့ခုနဲ့အိမ်ယူလာတာဘာကိစ္စများပါလဲကိစ္စတော့မင်းလားကိစ္စပါပဲကြည်ရော ကျုံနဲ့မေပြင်းအတွက်မင်္ဂလာနေကောင်းရက်ကောင်းရောရွေးချယ်ကြည့်လိုက်တော့လာမယ့်တောက်ကြနေရအခါကောင်းရက်ကောင်းကြညာနဲ့အဲ့ဒီမှာမင်္ဂလာပွဲကိုစီစဉ်မယ်ဆိုတာကြီးတော်လာပြီးတော့အသိပေးရပါမမေဖြူကလက်ချောင်းတွေကိုချိုးရည်လိုက်လာမယ့်တောက်ကြနေဆိုတော့တပတ်ခါပေါ်မောင်ရဲ့ဟုတ်ပါရဲ့ကြီးတော့တိတ်ပြီးတော့ဆန္ဒဆိုရဲလို့တော့မထင်လိုက်ပါနဲ့ဘေးနဲ့ကိန်းခန့်အလို့အရာအဲ့လိုနေကောင်းဟာ၃လနေမှတစ်ခါကြရလို့ပြောပါတယ်ကျုပ်လည်းထပ်ပြီးတော့အချိန်မစွဲချင်တော့တာနဲ့ခက်မြန်မြန်လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာပါအေးကွယ်စောစောပြီးတော့လေစောစောအေးတာပေါ့ ။ဒါနဲ့အတော်တို့ဘက်ကဘာများပြင်ဆင်ပေးရအောင်လဲကွ။ရွှေခေါကလက်ကပြပြီးတော့မလို့ပါဦးကြီးရောအခုဆိုရင်တော့ကြောက်ရတပည့်တွေရာရွှေထိတ်မှာမင်္ဂလာမန်တက်ကြီးကိုစပြီးတော့တိဆောက်နေကြပါပြီ။အကျွေးမွေးရတော့အသာဟင်ထမင်းနဲ့တရားလုံးမိကုတ်တိတ်ကြွေးပါမယ်။မင်္ဂလာပွဲအတွက်ကတော့စိုင်းနဲ့ဒူဘတ်ဝိုင်းလေးထည့်ဖို့အတွက်စီစဉ်ထားပါတယ်။ကြည့်ရတော့လောဆာရှိရတော့ဝက်ကောင်းဆာလာတွေဝစ်စင်ပြီးတော့မင်္ဂလာပွဲကိုတက်ရောက်ပြီးပို့ပါပဲ။ရွှေခေါကပြောဆိုလိုက်ပြီးဝက်ကောင်းဆာလာတွေကိုထုတ်ပေးလိုက်ပါရယ်။ ဟောရာမင်္ဂလာပွဲနေ့ကြလို့ရှိရင်ကြီးရော်နဲ့သူတို့သမီးဖြစ်တဲ့မေပြင်းဝတ်ဖို့အတွက်အဝတ်အစားတွေပါမမေဖြူကရှေ့ခေါ်ပြီးတဲ့ကြိုးကြီးချိတ်ထမင်းလေးကိုကြည့်ကဝမ်းသာအားရနဲ့သမီးရေကြည့်ပါဦးအချိတ်စင်ကဘလောက်တောင်မှလှတယ်လေအမေတို့တတ်တယ်လေဒီလိုအချိတ်စင်တွေဝတ်ဖို့မပြောနဲ့မြင်လည်းမမြင်ဘူးကြိုင်လည်းမကြိုင်ဘူးကဲမမေဖြူကဝမ်းသာအားရပြောပြီးမဲလေမေပြင်းရောခက်စိတ်စိတ်သာနေပါရဲ့ရှေ့ခေါ်ကမေပြင်းတစ်ချက်ကြည့်ပြီးကဲမေပြင်းမင်္ဂလာပွဲနေ့ကြရင်တော့ဒီလိုစူပုတ်ပုတ်ကြီးလုံနေလို့မရဘူးနော် ရှေခေါ်ကပြောဆိုလိုက်ပြီးမတက်ထားရလိုက်ပါရဲ့ကြီးတော်ကျုပ်စိတ်ချမယ်နော်မမေဖြူဟာကောင်းညိပ်ပြီးအေးပါကွယ်စိတ်သာချစမ်းပါရှေခေါ်နဲ့လူတတိုင်လည်းအိမ်ဝါနေပြန်စင်သွားပါရဲ့ရှေခေါ်ကလေကားဝရောက်မှာတော့မေပြင်းကိုလေပြန်ကြည့်ပြီးတွားခေါ်ခေါ်ကြည့်ရပေါ်အောင်ပြုံးပြလိုက်တဲ့ခါမှာမေပြင်းကနှကန်းဆူပြီးတစ်ချက်မေ့ပြလိုက်ပါရဲ့ဖိုးမောင်ကအိမ်အတွင်းမှာအရက်တွေတောက်ပြီးလူမန်းသူမန်းမသိအောင်မူးဝေနေရပါတပည့်တွေကလည်းဖိုးမောင်အိမ်ထဲထည့်ပြီးတောက်ခတ်ပိတ်ထားပါရဲ့ မကြခင်မှာပဲအင်တကားပွင့်လာပြီးတဲ့နောက်ရှ िख ောတက်လက်နှစ်ဖက်အနောက်ပြစ်ပြီးအိမ်မော်တက်လာခဲ့ပါတယ်ပြန်ကျဲနေတဲ့အရက်ပလင်းနေနဲ့ပစိုးမနိုင်ပေါ်ဝမနိုင်ဖြစ်နေတဲ့ဖိုးမောင်ဖြစ်ကိုကြည့်ပြီးရွှေခေါကရှီမောလိုက်ပါတယ်။ဖိုးမောင်အိမ်နေစားမနဲ့ထစားမောင်ကွာအမေကိုအရေးကြီးပြောစရာရှိလို့ဖိုးမောင်ကရီဝေနေတဲ့မျက်လုံးလေးဖွင့်ကြည့်လိုက်ပြီးရင်တော့ဘာလဲခမကြောက်ဘာအမေပေးအောင်မလဲအမေမဟုတ်ပါဘူးကွာငါအခုလာတာမင်းလာကိစ္စကွာငါနဲ့မပြေနေတဲ့တပတ်ခါကျရင်မင်းလာဆောင်ကြဖို့အတွက်ရက်သတ်မှတ်လိုက်ပြီး ဖုန်းမှာဝအံ့ဩကြိတ်ပြီးနားထောင်ပါရယ်။အဲ့ဒါမင်းကဒီဘက်တကြီးတယောက်အနေနဲ့အားလုံးညရဲ့မင်္ဂလာပွဲကိုကြားရောက်ပြီးချီးမြှင့်ပေးပါအောင်လို့ငါလာဖိတ်တာပါကွ။ဖုန်းမှာဝထွေကနေတရွေတစ်ချက်ထွေလိုက်ရင်။ထိမလောက်မင်းတို့ဆိုငါမလောက်ကွာအဲ့ဒါဘာဖြစ်လဲ။ရွှေခေါကခေါတညင်ညင်နဲ့လာမယ်မလာဘူးကတော့မင်းကိစ္စပါကွာ။ဩဒါနဲ့အားလုံးမင်္ဂလာပွဲပြီးနောက်၃ရက်ကြာတဲ့အခါမှာမင်းနဲ့ဦးဝေတွေ့တဲ့တမီးနဲ့မင်္ဂလာပွဲကိုခန်းခန်းနာနာကြီးကြီးကျယ်ကျယ်ကျင်းပါမယ်။ ရွှေခေါကလဲကြနေတဲ့ဖိုးမောင်ရဲ့ပစိုးခြေပြားနဲ့ခက်ဆက်ဆက်ကန်လိုက်ရင်ငါတို့မင်္ဂလာပွဲမလာခြင်းပေမဲ့မင်းရဲ့မင်္ဂလာပွဲမင်းမတက်လို့တော့မရအောင်တော့ဖိုးမောင်မင်္ဂလာပွဲသူတို့တောင်းမလာဘူးဆိုလို့ကတော့ဥငွေတူကြီးရမ်းမုံမိကြဖြစ်ပြီးထောပွားမှာကွအဲ့ခါကျရင်တော့မင်းအတွက်မင်းရဲ့တကြီးရူအတွက်လည်းမကောင်းဘောကွဖိုးမောင်ဘာမှမပြောနိုင်တော့ပါဘူးရွှေခေါကအရက်ပလင်းကိုရှောင်းတိန်သွားရင်လည်းအိမ်မွားနေစင်းသွားဖို့အတွက်ပြင်ပါတယ်လေကွာဝါရောက်တဲ့အခါမှာလဲပြန်လဲကြည့်ပြီး အရက်တွေကြီးတိတ်တောက်နေနေဖိုးမော်ရေးအစားလေးပါလေးလဲဆောင်မင်းလာပွဲမှာသူတို့သားညက်တွဲဟောက်ပန်နဲ့ပိတ်ညောင်းနေဘလို့လို့ကြည့်ကောင်းမှလဲကွာရွှေခေါပြန်ဆင်းသွားတဲ့အခါမှာလူယုံတွေကဖိုးမော်ကိုတကားပြန်ပြီးတော့ပိတ်ထားလိုက်ကြပါရယ်လာပြင်းနေပြီမို့ညမိုးချုပ်တဲ့အခါမှာလာရောင်ကမေပြင်းတို့အိမ်ပရင်မောက်စီကနေအိမ်တွဲစီကိုတိုးဝင်ဖြားကြလျက်ရှိပါရယ် မဲပြာအရှိကမ်းမထိုင်ကကောင်းငယ်မမလှမ်းပြီးတော့မြင်တွေ့နေရတဲ့လာကြောင်ကြည့်ပြီးငေးမောနေမိပါရယ်မမဲ့ဖြူကတော့ရွှေခေါပေးထားတဲ့အဝတ်အစားတွေကိုခက်ကသိမ်းဆဲပါရယ်မောင်ရွှေခေါကရွေးတက်လိုက်တာတမီးရဲ့ဟောရီအစင်လေးကလေတမီးနဲ့ဆိုတိတ်လိုက်မှာပဲမဲပြင်းကငေးမောပြီးအမေရောအချစ်ဆိုတဲ့အရာနဲ့တွေ့ကြုံခဲ့ဘူးလားအဝတ်ခေါက်နဲ့မမဲ့ဖြူကတစ်ချက်ရက်တန်သွားပါရယ်တွေ့ခဲ့ဘူးလားဗောတမီးရဲ့အမေရောချစ်ရတဲ့သူနဲ့ပေါင်းသိမ်းခဲ့ရဘူးလားဟင် မမေဖြူကအဝတ်တွေဆက်ခောင်းနေအချစ်ဆိုရဲရစမ်းကြဲတယ်တမီးရဲ့ပြီးတော့ဆိုရိုးစကားတခုရှိတာအချစ်တို့မိသည်ဖြောင်ဖြူရလမ်းမရှိဘူးတဲ့ပြောချင်တဲ့အတိတ်ပဲရတော့ကွယ်အချစ်စစ်အချစ်မနဲ့ချစ်ကြိုက်ကြတဲ့အခါမှာအနောက်ဆက်အတားစီပေါင်းများစွာချစ်ကြသူနှစ်ဦးဖြစ်စည်းနှောက်ရှက်ကြတဲ့လေတော့ဆိုရင်အမေရောချစ်တဲ့သူနဲ့မပေါင်းဖက်လိုက်ရအောင်ပေါ့အချစ်ဆိုတာဘဝရဲ့အစိပ်ပိုင်းတစ်ခုပဲတမီးရဲ့ဘဝဆိုတဲ့အရေးအခြေအနေတွေနဲ့တွေ့ကြုံလာတဲ့အခါမှာအချစ်ဆိုတဲ့အရာနောက်ဆုတ်ပြီးတော့ဆန့်ခွာသွားစမြဲပဲမဟုတ်လား တမီးအမေကိုကျင်းစာပေးမယ်တကယ်တော့အချစ်ဆိုရရစိတ်ကူးရင်တသက်ပဲအဲ့ဒါမျိုးပဲကောင်းတဲ့အရာမျိုးပါတမီးရဲ့တကယ်တော့ဘဝဆိုရအရာလက်တွေ့ရှင်သန်နေရတာမဟုတ်လားအချစ်လိုစိတ်ကူးရင်လိုကောင်းတဲ့အရာလည်းမဟုတ်ဒါကြောင့်အချစ်အချစ်နေကောင်းမထဘဝပေးချင်နေကောင်းမပို့ပြီးတော့အရေးကြီးတယ်လို့အမေကတော့ထင်တယ်အဲ့ဒါကြောင့်အမေကတမီးရဲ့အချစ်ကိုလစ်လူရှိပြီးတမီးကိုဟိုလူကြီးနဲ့ပေးစားလိုက်တာပေါ့လေအမေကတော့အချစ်ဆိုတာမယုံအချစ်ဆိုတာဘဝမှာဘာမှအရေးမပါတဲ့အရာတစ်ခုပဲ လူကြရဲ့ဘဝမှာစောင့်ဝက်နေရလို့ခေါ်တဲ့အရေးကြီးသုံးပါးပြည့်စုံဘဝဒါအရေးကြီးဆုံးပဲအမေစီစဉ်နေဆိုတာတမိကောင်းမှုအတွက်ပါတမိရဲ့ဘဝဆိုတာအချက်မပါပဲလေပြည့်ပြည့်စုံစုံနဲ့နေထိုင်နိုင်ပါတယ်ဘဝမှာအချက်မရှိဘဲနေထိုင်တိုင်းပျော်နိုင်မယ်လို့အမေကထင်နေရလားမေပြင်းရဲ့မိကောမမေဖြူကမကြားကြံဆောင်ပြီးအဝတ်တွေကိုဆက်ပြီးတော့ခောက်ပါတယ်မေပြင်းကမမေဖြူကိုကြည့်ပြီးအမေရောဘဝမှာပျော်ရွှင်ခဲ့ရဘူးရဲ့လားတိတ်ဆန်းသမီးမဟုတ်တာရင်မေးမနေနဲ့အမေဘဝရဲ့ပျော်ရွှင်မှုကသမီးပဲ အသမီးလေးမစင်းရဲပဲနဲ့ချမ်းချမ်းသာသာပြည့်ပြည့်စုံစုံဂုန်းရှိရှိနဲ့အဆင်ပြေပြေနေထိုင်နိုင်သွားဖို့ကအမေရဲ့ရည်မှန်းချက်ပဲအမေရဲ့ပျော်ရွှင်မှုပဲမဲပြင်းလဲဘာမှစမပြောတော့ပါဘူးဒါကြောင့်အမေတို့ခုမှခြင်းနဲ့သမီးမင်းလာပွဲမှာသမီးမဟုတ်တာတွေမကြံစီရအောင်သမီးအမေရဲ့မျက်နှာအိုးမဲမတော့ရအောင်တကယ်လို့သာသမီးမဟုတ်တာတွေလောက်ခဲ့မယ်ဆိုရင်တော့သမီးဒီတသက်အမေအမေလို့မခေါ်နဲ့တော့သမီးတောင်မောင်ရွှေခေါ်နဲ့လက်ထပ်ဖို့ကိစ္စငင်းဆန်တားဆီးခဲ့မယ်ဆိုရင်သမီးဒီတသက်အမေနဲ့ရှင်ကွဲလဲကွဲသွားနိုင်တယ်တေကွဲလဲကွဲသွားနိုင်တယ်ဆိုတော့သမီးသိထားစမ်းပါ မမက်ဖြူကခောက်ပြီးသားအဝတ်တွေကိုယူပြီးအိတ်ခမ်းအတွင်ကိုဝင်သွားပါတယ်။မဲပြရတော့လာရောက်အောင်မထိုင်ပြီးတယောက်တည်းမျက်ရည်တွေကျနေမိပါတယ်။ရက်ဆက်လိုက်တာအမေရဲ့အမေတိတ်ရက်ဆက်တာပဲ။အမေကိုချစ်လို့အားလုံးနဲ့ဆန့်ကျင်ပြီးပြန်လာခဲ့တဲ့သမီးကိုအမေအချက်ကင်ပြောဒီလူကြီးနဲ့မှပေးစားတယ်။မေရက်ဆက်တယ်။တိတ်ကိုရက်ဆက်တယ်။ဒီလိုနဲ့မင်္ဂလာပွဲကတဖြည်းဖြည်းနီးကပ်လာပြီးဖြစ်ပါတယ်။ရွာထိပ်မှာစောက်ထားတဲ့မန္တကြီးအကြီးမားလာပြီးရွာသူရွာသားတွေကလည်းမင်္ဂလာပွဲမှာကျွေးမွေးရန်အတွက်ချက်ပြုတ်ပြင်ဆင်ကြပါရစေ။ မင်္ဂလာအခမ်းအနားဆိုင်ရာလေလက်တံကောင်းကောင်းနဲ့ဖြောပြနေရမှာဖားလေးရွာမှာရှိရဲရွာသားတွေအားလုံးပြည့်ရှင်ကြရတဲ့အချိန်ဖြစ်ပါတယ်။မင်္ဂလာပွဲနေ့ကိုရောက်တဲ့အခါမှာတော့ကြေးရွာအတွင်မှာအုံအုံထဆီကားပါတယ်။မဲပြင်းကိုအလွန်လှောက်ပါတဲ့ပိုသားမင်္ဂလာဝတ်ဆောင်ကိုဝတ်ဆင်ပေးပြီးတဲ့အခါမှာညိုင်သာမျိုးကနေငားရမ်းခေါ်ဆောင်ထားတဲ့တယုံမကြီးတွေကမဲပြင်းကိုမျက်နှာချီတွေနဲ့ဖိလင်းပြင်ဆင်ပေးကြပါတယ်။ နီဂိုရီးယားချုံမလာပါရမယ်ပြင်ရဝက်ကောက်ဆလာရီဝစ်စင်ပြီးဖိလေးပြင်ဆင်လိုက်တဲ့အခါမှာအလှမှာအရင်ဆင်းစသလိုနှစ်သမီးလေးတည်းမြချုံမလာပါပါရယ်တပိမဲမေပြင်းရဲ့မျက်နှာမှာပျော်ရွှင်မှုဆိုတဲ့အရေးရောမြူတမုံစာမျှမတွေ့ရဘဲတွေ့ဝေငေးမောနေပါရယ်အလှပြင်ပြီးရတယောက်မကြီးရယ်သူတို့သမီးရဲ့နေ့မျက်နှာတလောက်လှတာတစ်ချက်ကလေးတော့ပြုံးဆက်ရည်စမ်းပါအောင်အေးအဲ့ခါမှာတော့မမေဖြူကအနားကိုတွန်းကန်လာပြီးသမီးနေ့ကဘာပြောထားတယ်လဲနေ့မျက်နှာစူပုတ်နေနေလေး မမေဖြူပြောဆိုလိုက်တဲ့အခါမှသာမေပြေကတော့ဖွေးဖွေးကလေးများပေါ်အောင်ပြောင်းလိုက်ပါရီဒါပေမဲ့အပြုံးကအသက်မပါတဲ့အပြုံးတူတစ်ခုပါမကြမီမှာပဲပန်းခတ်ပန်းတွေရင်းအလားစင်ထားတဲ့၆ဆထောင်လှဲရင်ကြောတစ်ခုမှချောင်းအရှိမလာရပ်ပါရီအဲ့လှဲရင်ကတို့သမီးကိုလာပြီးတော့ဂျူဆိုတဲ့လှဲရင်မှာရွှေခေါရဲ့လူတွေကလည်းမေပြင်းကိုလှဲရင်ပေါ်ကိုတင်ကရွာထိပ်စီကိုခေါ်ဆောင်သွားကြပါရီရွှေခေါမှာမင်္ဂလာပွဲကိုကြားရလာကြတဲ့လူကြီးတွေကိုတပြုံးပြုံးနဲ့အဲ့ခံပါရီအဲ့ဒီအချိန်မှာပဲ မန်းနဲ့အရှိကိုလှရင်ကထိုးဆိုင်လာခဲ့ပြီးလှရင်ပေါ်မှာမဲပြင်းကဆင်းသက်လာပါတယ်။မဲပြင်းအလှပါကိုတွေ့မြင်ကြရတဲ့မန်းနဲ့အတွင်မှလူတွေကအလွန်အံ့အားသင့်စွာနဲ့ငြိမ့်ကြည့်ကြပါတယ်။ရွှေခေါမှလည်းပါဇက်အဟောင်းသားနဲ့မဲပြင်းကိုငြိမ့်ကြည့်နေမိပါတယ်။မဲပြင်းကလှရင်ပေါ်ကနေဆင်းသက်လာပြီးရွှေခေါအနီးကိုရောက်လာခဲ့ပါတယ်။အပပမိုးပေါ်ကဆင်းလာတဲ့နေသမီးလေးများလာလို့အထင်မှားပြီးမဲပြင်းအလှပါမှာနှိမ့်မျောသွားမိတယ်။ ရွှေခေါ်ပြောလိုက်တဲ့အခါမှာမေပြာတစ်ချက်ပြောင်းရလိုက်ပြီးတဲ့နောက်ရွှေခေါ်ရဲ့လက်မတစ်ဖက်ကိုဆွဲချေလိုက်ပါရီရွှေခေါ်မေပြင်းလက်တွေလိုက်တာကြောင့်မြောက်ကြောင်မြောက်ကြောင်ဖြစ်သွားပြီးမင်းလာမောင်နှံစုံတွေနှစ်ယောက်သာလူကြီးလူကောင်းတွေကိုအဲ့ခံပါရီရွှေတမဆိုင်းတာမုံတန်တွေကြားတဲ့အခါမှာဖိုးမောက်ကြောင်အသေးခိုင်မတက်နာကြီးလာပါရီဒေါသထွတ်ထွတ်နဲ့အင်တကားကိုဖွင့်မှုတွေထုနှက်တဲ့အခါမှာအင်တကားအပြာနေပိတ်ထားပါရီပရင်တကားတွေကိုလည်းအိမ်အပြင်ကတန်းတွေနဲ့ရှိုက်ပြီးပိတ်ထားတဲ့အတွက်ပရင်တကားတွေလည်းဖွင့်မရပါဘူး ဒီလိုနဲ့ဖူမောင်မအိမ်တကားကိုလက်သီးနဲ့တပုံးပုံးထူလိုက်ပါရယ်ဟောင်းနေတကားဖွင့်စမ်းငါတကားဖွင့်ကြစမ်းတိုင်းမဲ့လေလူယုံတွေကရွာထိတ်မှာရှိရဲ့မင်းလာမန်တက်ကိုသွားကတောက်စားမှုရဲ့နေကြတဲ့အတွက်ဖိုးမောင်ရဲ့အိမ်မှာတဦးတယောက်မှစံမနေခဲ့ပါဘူးဖိုးမောင်မှာတကားကိုတဝုံဝုံထုနေရင်းနဲ့မှဘသူမှမရှိမှန်းသိလိုက်ကတကားအနီမှာထိုင်ချလိုက်ပါရယ်မဲပြင်းဟာဒီလိုအဖြစ်မခံငါရဲ့တကြီးရူကိုစွန့်စွန့်လဲစွန့်ပါမယ်ငါရဲ့စီစိန်ကိုစွန့်စွန့်လဲစွန့်ပါမယ်ကွာငါ့ကိုမဲပြင်းမဲပြင်းကလေးသာပေးစောင်းပါကွာ ဖိုးမောင်ငိုကြွေးနေအချိန်မှာအနီးမှာရှိတဲ့ကမကြီးကတဝုံဝုံနဲ့လှုပ်ရှားလာပါတယ်။ဖိုးမောင်ကလက်သေးကိုအသင်ဆုံထားလိုက်ပြီးတစုံတဦးတက်လာမယ့်အထင်နဲ့အသင်ပြင်ထားလိုက်ပါတယ်။တိုင်မဲတကမာကြီးကကြွေကနေပွင့်ထွက်သွားပြီးတော့မိသူတဦးတယောက်မှမတွေ့ပါဘူးခုဖိုးမောင်ဖိုးမောင်ရဲ့နားထဲမှာမေပြင်းတန်ကြားလိုက်ရပါတယ်ဖိုးမောင်ကအနီးပေါင်ဝင်ကျင်းကြည့်ရင်မေပြင်းမေပြင်းလားအဲ့ဒီအချိန်မှာရဲ့မေပြင်းကဖိုးမောင်ရဲ့အရှိမဘွားကနေပေါ်လာခဲ့ပါတယ် ဖိုးမောင်ကဝန်တာအာယာနဲ့မေပြင်းကိုပွေဖမ်းလိုက်ပါရယ်ဝန်တာလိုက်တာမေပြင်းရဲ့ဌာနရဲ့မင်းလာပွဲကိုဘယ်လိုလုပ်မှာလဲကျုပ်ကိုနဲ့ခွဲနိုင်ဘူးတော့အဲ့နေပဲကျုပ်မင်းလာပွဲနဲ့ထွက်ပြေးဖို့ဆုံးဖြတ်လိုက်တာကျုပ်အကုန်နဲ့တူတူဒီရွာနဲ့ထွက်သွားကြမယ်အကုန်လိုက်ခဲ့မလားဖိုးမောင်တစ်ချက်တွေ့ဝေးသွားပါရယ်ကျုပ်နဲ့အကုန်နဲ့ဒီရွာနဲ့ထွက်သွားကြမယ်ပြီးတော့ဒီရွာနဲ့တော်တော်ဝေးရဲ့နေရာတနေရာမှာအခြေချပြီးတော့နှစ်ယောက်သားဘဝတစ်ခုထူထောင်ကြမယ်လေဖိုးမောင်ကထိုင်ရခက်ထိုင်ရခက်အနေထားမျိုးပါမေပြင်းကဖိုးမောင်ကိုစိုက်ကြည့်ရင် ကျုပ်လိုမင်းလေးတယောက်တောင်မှမိဘနဲ့အတိုက်ခံလုပ်ပြီးတော့ထွက်ပြေးဖို့အတွက်ပြောနေပြီပဲအခုရေအခုကတတ်သိမရှိဘူးလားအခုကဒီရာရူးတွေစီးစိမ်နေဆွန့်လို့ဖို့အတွက်တတ်သိမရှိဘူးလားဖိုးမောင်အောင်စိတ်ကိုဒုံတော့ချလိုက်ပြီးမဲပြင်းလက်ကိုဆွဲလိုက်ပါရီကဲသွားမှာဖြစ်လေမြေမြောသွားကြစို့မဲပြင်းမဲပြင်းကတစ်ချက်ပြုံလိုက်ပြီးပခုံးပေါ်ကစားတပတ်ကိုဖိုးမောင်ရဲ့ဥကောင်နဲ့သူ့ရဲ့ဥကောင်ပေါ်မှာနှစ်ဦးစလုံးလုံးကြုံစီရန်လွှမ်းချောင်းလိုက်ပါရီဒီတိုင်းဖြစ်ပါမလားမဲပြင်း မပူပါနဲ့အကိုရဲ့အကိုရဲ့ကောင်ဒီတပတ်လွှမ်းခြုံနေသည်အကိုကဘသူမှမမြင်ရပါဘူးမဲပြင်းတဲ့ဖိုးမောင်တို့ကနှစ်ဦးသားလက်တွဲပြီးအိမ်မောကနေဆင်းခဲ့ပါရယ်ရွာထိတ်ကိုရောက်တဲ့အခါမှာတော့ကြီးကျယ်ခမ်းနားတဲ့မန္တကြီးရဲ့မှာရွှေခေါရဲ့လက်ကိုတွဲထားတဲ့မဲပြင်းကိုတွေ့လိုက်ရပါရယ်ဖိုးမောင်ကြောင့်မျက်လုံးပြူသွားပြီးအလိုဟိုမှာလဲမဲပြင်းတောက်ပါလားအဲ့မဲပြားကျုပ်ဖန်တီထားတဲ့မဲပြင်းကိုပါပါညတကောင်မတိုင်ခင်မှာသူ့လိုလိုပြက်ကွက်သားလိမ့်မယ်လာအကိုမဲပြင်းကမန္တအနီကိုသွားနေရကြမဲပြင်းဘာလို့မလို့လဲ တတို့လမ်းလျှောက်သွားနေတော်တော်နဲ့ရောက်မှာမဟုတ်ဘူး။ဟောဟိုကလှဲရင်ကလေးတွေ့ရမလား။အဲ့လင်းရပေါ်တော့တတို့တွေမြေမြေရောက်နိုင်မှာကိုရဲ့။မဲပြင်းနဲ့ဖုံမောင်းတို့မှလဲပေါ်တက်လိုက်ကြပါရဲ့။မဲပြင်းတို့လဲပေါ်တက်လိုက်ကြတာကိုဘသူမှမမြင်လိုက်ပါဘူး။နှစ်ဦးသားလဲပေါ်ရောက်တဲ့အခါမှာမဲပြင်းကလှဲတောက်ကိုလက်ညှိုးထိုးပြီးဖြုတ်လိုက်ပါရဲ့။အဲ့နောက်နောနကောင်ကိုလက်ညှိုးထိုးလိုက်ပြီးကဲအများဆုံးတော့နဲ့သာသွားကြပြီတော့ဟိ။နောနကောင်မမေပြင်းပြောလိုက်တဲ့အတိုင်းရွာပြင်ကိုဦးတီကခေါင်းထောင်ပြီးခက်ကြော့ကြော်လေးပြေးပါရယ်ဟာ လောက်ကြပါဦးလှမ်းရသူ့လိုလိုပြေးကုန်ပြီလိုက်ကြပါဦးမန်းနတ်တွင်ရလူတွေကအပြေးထွက်လာကလှမ်းရင်အနောက်ကိုလိုက်ကြပြီမယ်လေလှမ်းရင်ကတော့အချိန်နဲ့ပြေးထွက်သွားတာကြောင့်လိုက်မမီပဲကြံနေခဲ့ကြပါရဲ့လူအများကြီးအမြင်မှာတော့လှမ်းရင်ကနောက်မပါပဲလူကြီးသားထွက်ပြေးသွားတယ်လို့မြင်လိုက်ရပြီမယ်လေအမှန်ဆက်ဆက်အပြင်တော့နွားလေးပေါ်မှာမေပြင်းနဲ့ဖုံမောင်းတို့နှစ်ဦးလိုက်ပါသွားကြတာကိုဘယ်သူမှမမြင်လိုက်ရပါဘူးဒီလိုနဲ့လှဲမှာအရှိန်အဟုန်ပြင်းစွာနဲ့ပြေးလွှားလာရင်ねပေတော့ရွာလုံးရောက်တဲ့ခါမှာတော့မေပြင်းကလှဲကိုရက်တန်လိုက်ပါတယ် နွားနကောင်မှလည်းအမောဖောက်နေပြီဖြစ်ပါရဲ့ဒီလောက်ဆိုရင်တော့ဟိုလူတွေလိုက်လာနိုင်တော့မှမဟုတ်တော့ဘူးကိုအကိုတို့ဒီလေးကိုလက်ဆဖြောက်ပြရမယ်ဖိုးမောင်မှနွားနကောင်ကိုလှဲတဲ့ဘိုးကနေချက်လိုက်ကကွင်းထဲကိုလှုပ်ပြလိုက်ပါရဲ့လဲရင်အင်ကြီးကိုအနီးမှာရှိရဲ့ချုံနှောကြီးတစ်ခုအတွင်ကိုထိုးထည့်လိုက်ပါရဲ့အကိုတို့ပေရောရောက်သွားကြမလားတော်လို့ပဲဖြစ်ုံလေအကိုရဲ့ပေရောရောင်နဲ့ဖက်လက်ရွာဆိုတော့တိတ်လန်းတာမဟုတ်ဘူးပေရောရွာအတိုင်းအကိုတချို့လူတွေကသိကြတယ်မဟုတ်လားဒါဆိုရင်ကိုရုဘလို့လောက်ကြမလဲ ပေရောရွာနဲ့ဖက်လက်ရွာကြမှာဘုံကြီးကြောင်းကိုကြောင်းပြက်ကြီးတွေရှိရမလားအဲ့မှာတရက်နှစ်ရက်လောက်နိုင်တဲ့အခြေအနေစောင့်ကြည့်ကြမယ်ကိုနောက်တော့မှဒေထဝေးလဲနေနေအောင်ဆက်ပြေးကြတာပေါ့မြမကြံကောင်းတာပဲကဲဒါဆိုလဲသွားကြတာပေါ့ပေရောရွာနဲ့ဖက်လက်ရွာကြမှာဖျားပြက်ကလို့အများခေါ်တွင်ကြတဲ့ကုန်းကြီးတစ်ခုရှိပါတယ်အဲ့ဒီကုန်းကြီးမှာတော့ဖျားပြက်တစုနဲ့အတူရှေးအင်းဝက်ခေတ်ကတည်ဆောက်ခဲ့တဲ့အိုးကြောင်းကြီးတစ်ခုရှိပါတယ်နှစ်ကာလကြာရှည်စွာအသုံးမပြုခဲ့တာကြောင့်အကြောင်းကြီးတစ်ဝိုင်းမှာချုံနယ်ပိတ်ပေါင်းနေတဲ့ပြည်နယ်ကတောထနေပါရဲ့ ဘုန်းကြီးကျောင်းဝင်ခြင်းအတွင်မှာစိုက်ပျိုးထားကြတဲ့အပင်ကြီးတွေကလည်းထိမ့်သိမ့်မဲ့သူကင်းမဲ့နေတဲ့အတွက်ကြီးကျက်နိုင်ကြီးထားကအဝေးရလှမ်းကြီးတောအကြီးတစ်ခုတစ်ဖွဲမြင်တွေ့နေရပါတယ်။ဖိုးမမအဲ့ဒီကျောင်းကြီးအပေါ်တလိုင်းကြော့ချက်နေမိပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီကျောင်းကြီးကတင်ရဲလုံချောက်တယ်လို့နာမည်ကြီးရကြောင်းမှာဖိုးမကကျောင်းပေါ်မတော်ဝမဲနဲ့လေကားနီးမှသာရွက်ပါတယ်။မဲပြမှာကြောင်းမော်တက်သွားပြီးတဲ့နောက်ကျမ်းမြင့်ကိုလေးနဲ့တစ်ချက်မှောက်လိုက်တဲ့အခါမှာကျမ်းမြင့်ပေါ်မှာရှိရဲ့ဖုံမုံနဲ့အမိုက်တရိုက်တွေလွင့်ပါသွားပါတယ် ကိုဖိုးမောင်လာလေဘာလုပ်နေရလဲဖိုးမောင်ကကျောင်းမောင်ကိုကြကြောက်လန့်လန့်နဲ့တလှမ်းရင်ဟိုကျောင်းကြီးကတကယ့်ကိုအုံနဲ့ဘာနဲ့တိတိချာချာစောက်ထားပဲနော်ဟိုထနဲ့မဲပြင်းဒီကျောင်းမောင်ဘာဖြစ်လို့ဖုန်ကြီးတွေမနေတော့တာလဲဆိုတာသိလားမဲပင်းကခေါင်းခံလိုက်ပါလေလူတွေပြောကြတော့ဒီကျောင်းမှာဖုန်ကြီးတစ်စီးတစ်ကောင်ရှိရဲတဲ့အဲ့တစ်စီးကြီးရဲ့ခေါင်းကြီးကလှဲပင်းလောက်ရှိပြီးတော့ကိုလုံးရလဲဟောရီကျောင်းဆောင်ကြီးလောက်ကြီးမားရဲဆိုပဲမဲပြင်းကရှီမောလိုက်ရင်နဲ့အကိုကလည်းလူကြီးဖြစ်ပြီးအဲ့အရာတွေကိုကြောက်နေရတရလား ။အိုကွာ။အိုဖုန်းကြီးရောင်မှကြောက်လို့ကြောက်မထိုင်ဘူးနော်။အကူကဘာသားနဲ့ထူထားတာမဟုတ်လို့လေ။တော်စမကူရအဲ့အကောင်ကြီးလိုင်းနဲ့မပူပါနဲ့။မဲပြင်းတောင်လုံးရှိပါတယ်။မဲပြင်းကတစိမ့်ယူနိုင်တာရဲ့လား။အိုသူတို့လိုနနာဘဝဝိနာဘဝတွေလောက်ကတော့မဲပြင်းကအပြော့ပါအကူရဲ့။ဖိုးမောင်ကမဲပြင်းရဲ့မျက်နှာကိုတိချာဆိုင်ကြည့်ရင်မဲပြင်းကအခုလိုပြင်ဆင်ထားရလေ။နှစ်သမီးလေးတယောက်လိုပဲလှလိုက်တာ။ဖိုးမောင်ကပြောဆိုရင်မဲပြင်းကိုဆက်ဖက်လိုက်ပါတယ်။မဲပြင်းမှာရှက်ရှက်နဲ့ဖိုးမောင်ရဲ့ရှင်ဘက်ကိုတွန်းရင်း ဘာလို့တားလဲကိုရဲ့လှုပ်စမ်းမလှုပ်မလှုပ်ဒီလောက်ခက်ခက်ခဲခဲနဲ့ရယူခဲ့ရမင်းကလေးဘယ်တော့မှမလှုပ်မဲပြင်းကလှုပ်လို့သာပြောပေမဲ့လေဖိုးမောင်ရင်ခွင်အတွင်မှာကျဉ်နှက်စွာပြုံးနေမိပါတယ်ဖိုးမောင်ကမဲပြင်းကိုတေချာစိတ်ကြည့်ပြီးရဲ့နောက်မဲပြင်းအကိုကိုလျောက်ကြားတယောက်ဖြစ်နေလက်ထပ်နိုင်ရလားအကိုကလည်းဘလို့မေးညာလဲအကိုရဲ့အနာကိုဟော်ရီကကောက်ကောက်ပါလိုက်ခဲ့ပြီပဲဥစ္စာဒါနဲ့အကိုကိုမဲပြင်းကိုတားမမှတ်မရမမှတ်တောင်းတမှမယ်လို့ဂတိပေးလာပေးတယ်တိတ်ဂတိပေးတယ် အကူအတကြီးရတို့ရောစီးစိမ်တွေကိုစွန့်ခဲ့ပြီးမဟုတ်လားမေပြင်းရဲ့ဟော်ရီချန်အောင်ဆပြီးတော့မေပြင်းရဲ့အနာမှာအကူကလင်းယောက်ကြက်တရားဖြစ်နေမမမမရက်တည်ပြီးမယ်ဟုတ်ပြီလားဒါဆိုအကူကမေပြင်းကိုနောက်ပိုင်းကျရင်ရိုးသွားပြီဆိုပြီးတော့ပြတ်မသွားအောင်နော်ပြတ်မသွားပါဘူးလေဗျာအကူကတိပေးပါတယ်ဖိုးမောင်ကမေပြင်းကိုပြေဖက်လိုက်ပါတယ်မေပြင်းမှာမယုံကန်တော့ပဲဖိုးမောင်ရဲ့ရှင်ဝင်လေခေါင်းလေးတူဝေးကချစ်သူနှစ်ဦးပျော်မြူးနေကြပါတယ်မမေဖြူမှာမင်္ဂလာပွဲမှာရှိနေတဲ့မေပြင်းကိုကြည်ကအနေငယ်ထူးဆန်းနေပါရဲ့။ဟုတ် ာသမီးကြီးကတော့မှန်မှန်တူတူနဲ့အခုများကြာလဲသူမဟုတ်တယ်လို့ပဲပြောလို့ရှင်လို့ပါပဲလားဒါပေမဲ့လည်းမမေဖြူကဖြစ်တွေးလိုက်ရပါတယ်အော်ငါမျက်နှာမပြအောင်တမေပြောရှင်ထားလာမှမသိ啊နေ့လည်ခင်ရောက်တဲ့အခါမှာတော့မင်းလာခန်းနာမှာ ပြီးစီသွားပါတယ်ဒါပေမဲ့လည်းရွှေခေါ်ရဲ့တပည့်တွေကဆရာဖြစ်သူကိုဝိုင်းဝန်းမြောက်ပင်ကအရက်ဝိုင်းဖွဲကြပါတယ်ရှိခေါ်လေပျော်ရွှင်စွာနဲ့တောင်းစားနေတဲ့အခါမှာညတော်မိုးချုပ်တဲ့အခါအိမ်ကိုရောက်လာခဲ့ပါတယ် ရှေခေါအိတ်တဲ့ခန်းကြီးထဲမှာမင်္ဂလာကရင်ကြီးကိုပြင်ဆင်ထားကမေပြင်းကအိတ်ကရင်ကြီးပေါ်မှာထိုင်ပါရီရွှေခေါကအလုံးမင်းရေးချင်ကြိုက်နေကပါစက်မှာလဲကုန်းတရာဝါကအိတ်ခန်းတွင်းကိုဝင်လာခဲ့ပါရီအိုးအလှလီနှမလီကြည့်စမ်းပါဦးအခုအဆောင်နေရတော်တော်ကြာနေပြီလားမေပြင်းတစ်ချက်ပြုံးကခေါင်းညှိလိုက်ပါရီရွှေခေါကမေပြင်းရဲ့မေးစေးကိုင်ကမေပြင်းရဲ့မျက်နှာကလေးကိုတည်တည်ချာချာစိုက်ကြည့်ရင်လှရလိုက်တာနှမလီဟာအိမ်ကဟိုမိမလေးရောက်နေတော့အပေါ်ကြီးကွာတာပဲ။ နှမကလေးနဲ့ရှင်နိုင်လေဟိုမိမလေးယောက်ကတန်ငုတ်တော်ပေါ်မှာလေစောင့်ကြောက်ထိုင်နေတဲ့မြောက်အုံမကြီးလိုပဲရှေခေါကပြောဆိုရင်းနဲ့မေပြင်းရဲ့ပါပြင်ကိုတွှွှွှွနဲ့နှမ်းရှုပ်ပါလေအဲ့နော်မေပြင်းရဲ့ပခုံးဝိုင်းဝိုင်းကလေးကိုလက်နှစ်ဖက်နဲ့အသာဆဲကန်လိုက်တဲ့အခါမှာမေပြင်းကိုပွေဖက်လိုက်ပြီးဂရင်ကြီးပေါ်နှုတ်ဦးသားလှဲချလိုက်ပါလေသို့တော့ဂရင်မရောက်တဲ့အခါမှာမေပြင်းမရှိတော့ဘဲရှေခေါတယောက်သာကြံ့နေခဲ့ပါလေရှေခေါလည်းအလွန်ထိတ်လန့်သွားပြီးအမိုးတော်မှာပြေးသွားပါလေ ခုနငါဖတ်ထားတာအကောင်မှာအခုကဘယ်ရောက်သွားလဲအခန်းတကားကလည်းပိတ်ရသားရှိနေအောင်ရှီခေါ်မှာအလွန်ထူးဆန်းပြီးကြောက်အံ့အံ့ဖြစ်နေပါရဲ့ဂရမောတေချာကြည့်လိုက်တဲ့အခါမှာတော့အလွန်ရှည်လျားတဲ့သပင်းတစ်ချောင်းသာတွန့်လေခွေခါလျက်ရှိပါရဲ့အဲ့တော့မှရှီခေါ်ကမေပြင်းသူပညာသုံးပြီးတော့လိန်သွားမှန်းသိလိုက်ရပြီးဝမ်းကောင်းတန်ကြီးနဲ့အော်ဟစ်လိုက်ပါရဲ့ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျမျှတလိမ့်မယ်လို့မျှော်လင့်မိပါရဲ့ နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစာလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။